ီကနေ့မှာတော့ရှင်သင်ရုပ်ထုကြီးတွေရဲ့အကြောင်းကိုပြပြပေးသားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကဖျားစီတီတွေရှိမှာရှင်သင်ရုပ်ထုကြီးတွေထားရှိကြတာကိုကျွန်တော်တို့တွေ့မြင်ကြရတာအထူးဆန်းတော့မဟုတ်တော့ပါဘူး။ဘယ်ခေတ်ဘယ်အချိန်ကစပြီးဒီရှင်သင်ရုပ်ထုကြီးတွေထားရှိကြသလဲဆိုတာအတိအကျမပြောနိုင်ဘူး။ကုန်းမောင်ခေတ်နှောင်းပိုင်းကစပြီးဖျားစီတီကြီးတွေရှိမှာဒီလိုရှင်သင်ရုပ်ထုကြီးတွေထုလို့ပူဇော်လာကြတာကိုသတိပြုမိပါတယ်။နောက်ပိုင်းမှာတော့ဖျားစီတီနဲ့အဆောက်ရှင်သင်ရုပ်ဆိုတာခွဲလို့မရတဲ့ ရင်ချင်းမှုတေကတာတစ်ခုဖြစ်လာခဲ့ပါတယ်။ဘုရားစီတီရှိကရှင်သေယုတ်ထုကြီးတွေကိုမြင်လာနဲ့တီဟပါဟုမင်းနဲ့ဖခင်ရှင်သေကြီးရဲ့ပုံမြင်ကိုမျိုးလုံးထဲမှာပြည့်မြင်မိကြပါတယ်။ဒီပုံမြင်ကကျွန်တော်တို့ရဲ့ရင်းနှီးပြီးသားအယောင်ဝဲပုံမြင်တစ်ပုဒ်ဖြစ်ပါတယ်။အီဇလန်ကဘုရားဟောကျမ်းဂန်တွေထဲမှာမပါသလိုမြမအစာပေတွေထဲမှာလည်းမပါပါဘူး။မဟာဝန္ထတီးတေကနိုင်ကရရှိလာတဲ့ပုံမြင်သာဖြစ်ပါတယ်။ဒီတော့ကျွန်တော်ဒီပုံမြင်လေးကိုအချင်းချုပ်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Okay ပါ။ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ဆက်သူ PK ပါတေးလင်္ကာနိုင်ငံမဟာဝန်တာထဲမှာတရားပါဟုမင်းဆိုတာရှိခဲ့ပူပါတယ်တခါကဝင်းကာတိုင်းပြည်ပေါ်မင်္ဂလာမင်းသမီးတရားဟာချင်းသေးတကောင်နဲ့ပေါင်းဖက်ပြီးတော်ရဲလှိုင်ကိုတခုမှနေထိုင်ခဲ့ပါတယ်အဲ့ဒီချင်းသေးနဲ့ပေါင်းဖက်ပြီးတားတရားသမီးတရားဝေဖွားခဲ့ပါတယ်ချင်းသေးကြီးဟာအစာရှာတိုင်း ဂူပေါဝါမှာတောက်တုံးကြီးတုံးကိုပိတ်ထားခဲ့ပါတယ်။တီဟာပါဟု16နှစ်သားအရွယ်ရောက်လာတဲ့အခါမှာတော့ခွန်အားဖလားပြည်စုံနဲ့လူငယ်တယောက်ဖြစ်လာခဲ့ပါတယ်။တီဟာပါဟုမင်းကဖားခဲချင်းသွေးကြီးနဲ့မနေလိုတဲ့အတွက်တောက်တုံးကြီးကိုမှပြီးအမေနဲ့နှမကိုခေါ်ကာထပြေးခဲ့ပါတယ်။ချင်းသွေးကြီးကသားမရရိပြတ်သွားတဲ့အတွက်ဒေါက်တာအနဲ့လက်လံရှာဖွေရင်းဒေါက်တာထွက်ကတောဆောင်တော်ဖျားကကြေးရွာတွေကိုလည်းဖျက်ဆီးခဲ့ပါတယ်။အဲဒီခါမှာချင်းသိကိုနှိမ်နှဲမဲ့သူကိုမောင်းချင်းနဲ့ခတ်ပြီးရှာဖွေစီတဲ့ခါမှာတော့တီဟာပါဟုက ီတာဝန်ကိုယူခဲ့ပါတယ်။တရားပါဦးမင်းသားဟာလေးမျိုးကိုယူပြီးဖခင်ချင်းသိကိုတတ်ဖို့အတွက်ထွက်လာခဲ့ပါတယ်။တော်ရဲကိုရောက်သွားတဲ့အခါမှာတော့ဖခင်ချင်းသိကြီးနဲ့ရင်ဆိုင်တွေ့ဆုံကြရပါတယ်။ဒီခါမှာတရားပါဦးမင်းကဖခင်ချင်းသိကြီးကိုမြင်တဲ့အခါမှာတော့မြားနဲ့ပြစ်ခွင်းလိုက်ပါတယ်။ဒါပေမဲ့ဖခင်ချင်းသိကြီးရဲ့မေတ္တာတကူကြောင့်မြားတွေဟာဖခင်ချင်းသိကြီးရဲ့ရှေ့မှာပန်းတွေဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့တရားပါဦးမင်းကမြားတွေကိုစက်တိုက်ပြစ်လွတ်တာကြောင့်နောက်ဆုံးမှာတော့ဖခင်ချင်းသိကြီးဟာ ဒေါသဖြစ်ပြီးဟင်းဟောက်လိုက်ပါတယ်။အဲဒီခါမှာတော့စတုထအချင်းတရားပါအောင်မင်းပြစ်လွတ်လိုက်တဲ့မြားနယ်ဟာရှင်သူကြီးရဲ့ဥကောင်းကိုထိမှန်ကအဲဒီနေရာမှာနေပဲပွေချင်းပြီးတည်ဆုံးခဲ့ရပါတယ်။ဘယင်ကအားရတော်မူတဲ့အတွက်ဒိုင်းပြီးထူထောင်ပြီးတရားပါအောင်ကိုမင်းအဖြစ်နဲ့တင်မြှောက်လိုက်ပါတယ်။မင်းဖြစ်လာတဲ့အခါမှာတော့အပြင်အထံခေါင်းကိုက်တဲ့ယောဂကိုမကြာခဏခံစားလာခဲ့ရပါတယ်။ဒါကြောင့်ပညာရှိပုံသားတွေကိုမင်းမြတ်တဲ့အခါမှာတော့ဖာခင်ကိုတတ်တဲ့အကုသို့ကံကြောင်းဖြစ်ကြောင်းရှောက်တင်ကြပါတယ်။ ဒီအဖြစ်တွေကိုပြပြောက်စီဖို့ရှင်သရုပ်ထုထုပြီးကတော့ရမယ်။ရရရာချရမယ်လို့ပုံသားတွေကဆိုကြတယ်။အဲဒီနောက်မှာတရားပါဦးမင်းကဇေဒီစုတီဗီရှင်သရုပ်ကိုပါထုလုပ်ပြီးပူဇော်ကကတော့ခံခဲ့တဲ့ခါမှာတော့ခေါင်းကယောဂဟာလည်းပျောက်ကင်းခဲ့ပါတယ်လို့သိရပါတယ်။ဒီအဖြစ်ပြက်ကိုအစားဖြစ်ပြီးဖျားတဲတဲ့အခါရှင်သရုပ်ပါတဲ့အလေးထားဖြစ်ခဲ့တယ်လို့လည်းဆိုကြပါတယ်။အမှန်ပြောရမယ်ဆိုရင်ဒီပုံမြင်ကနားထောင်လို့တော့ကောင်းပေမဲ့လည်းကျွန်တော်အနေနဲ့တော့သဘောမကျလာပါဘူး။အထူးသဖြင့် ဘေးရင်ကိန်းကနတ်နေရရတရားချီတဲ့သဘောနဲ့ဖျားတည်တဲ့အခါမှာရှင်သရုပ်ထဲသွင်းပြုလို့ရတယ်ဆိုတဲ့အချက်ကိုကျွန်တော်သဘောမကျတာပါမိဘအရင်းကိုတတ်မိတဲ့အာကုတုကံကိုဘလို့နီးနဲ့မှရတရားချီလို့မရနိုင်ပါဘူးအာကုတုကံကိုပယ်ဖြတ်ဖို့ဘယ်ဖေးရင်ရတရားကားမှမဆန်းဆောင်နိုင်ကြပါဘူးပြီးတော့ဒီပုံမြင်ရဲ့အယူအဆဟာထေရဝါဒနဲ့ဆန့်ကျင်ဘက်ဖြစ်နေသလိုရတရားချီဖို့ဖျားတည်နေသလိုဖြစ်နေပါတယ် ဖျားစီဒီအရှိမခြင်သေးရုပ်တွေထားရှိတာနဲ့ပတ်သက်ပြီးကျွန်တော်တို့အမှန်မှားနေကြတာဒီပုံမြင်ကြောင့်ဖြစ်ပါတယ်ဒီပုံမြင်ဟာကျွန်တော်တို့မြန်မာစာပေကျမ်းဂန်တွေထဲမှာလုံးဝမပါဝင်တဲ့သီရိလင်္ကာရာဇဝင်မဟာဝန်သားတွေကစိတ်ကူးရဲ့ပုံမြင်တစ်ပုဒ်သာဖြစ်ပါတယ်နောက်ပိုင်းအိယာဝဲပုံမြင်တွေကနေတဆင့်မြန်မာနိုင်ငံကရုပ်ပြပုံမြင်တွေရာဇဝင်တွေဗီဒီယိုဇလန်းတွေထဲမှာပါထည့်သွင်းလာတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်းအမှန်မှားစရာတွေဖြစ်လာခဲ့ပါတယ်အမှန်တကယ်တော့ဖျားစီဒီတွေရှိမှာ ခြေသေးရုပ်တွေထားရှိတဲ့တလေးဟာဒါနဲ့ပတ်သက်ပြီးတော့ယေရှုရှင်မုံတိုင်းပင်ဆရာတော်ဘုရားကြီးရဲ့အဆုံးအမကို အတည်ယူသင့်ပါတယ်။ဆရာတော်ကြီးရဲ့အယူအဆကတော့လက်တွေ့ကျပြီးထေရဝါဒနဲ့လည်းလျော်ညီသလိုအတိတ်ပဲလည်းရှိလာပါတယ်။မုံတိုင်းပင်ဆရာတော်ဘုရားကြီးဆိုတာကတော့ဂုံမောင်ခဲ့အမရပူရမြို့နန်းတီသေပြူရှင်ဘုရောမေဘုရားကြီးလက်ထက်ကပရိယတိအရာမှာနေတစုလက်တစုလိုကြွကြားထင်ရှားတဲ့ဆရာတော်ကြီးတပါးပဲဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးဟာ အရာပါဟုအယူဆတဲ့သူတွေကိုညာနာဝိပယုတအသိဉာဏ်ခေါင်းပေါင်းတက္ကကုတိအလားဒေသင်ယုံညံ့ကြောင်းပြစ်တင်ရှုတ်ချရေးသားခဲ့ပါတယ်။ဆရာတော်ကြီးကတရားပါဟုအယူဆမမှန်ကန်ကြောင်းကိုဟောကြားခဲ့တယ်လို့ဘုရားစီရီတွေရှိမှရှင်သေရုပ်ထုတွေထားရှိကြတဲ့တရိနဲ့ပတ်သက်ပြီးအစစ်မှန်တရားကိုဟောကြားတော်မူခဲ့ပါတယ်။ဘုရားစီရီတွေရှိကရှင်သေရုပ်ထုကြီးတွေဟာတရားပါဟုရဲ့ဖခင်ရှင်သေရုပ်ကြီးမဟုတ်ပါဘူး။ကောရမမြတ်စွာဘုရားအလောင်းတော် ကတိယာစာချင်းသေးမင်းကြီးရဲ့ရုပ်ထုသာဖြစ်ပါတယ်။ဂေါတမမြတ်စွာဘုရားရှင် လောင်းတော်သူမေတာရှင်ရသေးဘွားကစပြီးဗျာဒိတ်ခံယူတဲ့အခါ24ဘွားဖြစ်တော်မူရာဗုဒ္ဓမမြတ်စွာဘုရားရှင်လက်ထက်တော်မှာကတိယာစာချင်းသေးမင်းဘွားကိုရရှိတော်မူခဲ့ပါတယ်။တနေ့သောအခါလောင်းတော်ချင်းသေးမင်းဟာတောအုပ်ထဲကိုအစာချထွက်လာခဲ့ပါတယ်။အဲဒီအခါမှာတောအုပ်တနေရာမှာတော့ဗုဒ္ဓမမြတ်စွာဘုရားရှင်ရောဒတမဘက်ဝင်စားလျက်ရှိတယ်။ဒါတွေကိုရုတ်တရက်ဖူးတွေ့လျက်ရပါတယ်။ ချက်တဲ့မင်းကလွန်စာမှကြီးညိုအာယုံရှိပြီးဖျားရှင်ဂုံတော်ကိုအာယုံပြုလျက်နှစ်သက်ချင်းပီတီဇောအဟုန်နဲ့ခொနည်းရပလုံးအစာရှာမထွက်တော့ပဲဖျားရဲ့ရှေ့မှာယူသေးဝေတွားခြင်းတွေကုဇော်စည်းကဲ့ကလေးဘဒုမမြတ်စွာဘုရားရှင်ကနေရောဒတမဘက်ဝင်စားတော်မူပြီးထတော်မူတဲ့ကခொနည်းရပလုံးအစာမစားပင်ကြီးညိုတရာထက်သန်စွာနဲ့ဝေတွားစည်းကဲ့နေခဲ့တဲ့ချင်းသိမင်းကိုမြင်တွေ့လိုက်ရတဲ့အခါမှာနောက်အခါငါကဲ့သို့ပင် ဖျားဆင်စစ်အေကန်ဖြစ်လက်တန်းဆိုပြီးဂျာရဲစကားညွှန်ကြားတော်မူခဲ့ပါတယ်။အဲ့လိုဖျားလောင်းချင်းသေးမင်းကိုအကြောင်းပြုပြီးနှောင်းကလူတွေဟာဖျားစီဒီပထိုးတို့ကိုပူးမြော်ကြတော့ဖို့ရောက်လာကြတဲ့အခါအလောင်းတော်ချင်းသေးမင်းကို အတူယူပြီးစွစွနှစ်နှစ်ရုံရုံကြီးကြီးနဲ့ပြညိုသရာအာယုံထပြီးလေးလေးဆဆာပူးမြော်စီကက်ကိုယ်ခွေကြဖို့ချင်းသေးရုပ်ထုတွေကို ထုတ်လုပ်ထားခဲ့ကြောင်းမုံတိုင်းမင်းဆရာတော်ဖျားကြီးကညှို့ပွက်ဆိုခဲ့မှုပါတယ်။ဒီအကြောင်းတွေကို ြမဆယ်စုံကျန်းနေမှာလဲဖတ်ရှုလေ့လာနိုင်ပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်တော့ဘုရားစီတွေရှိမှမြင်တွေ့ရတဲ့ရှင်သေရုပ်ထုတွေဟာအလောင်းတော်ကေသရာဇာရှင်သေမင်းကြီးရဲ့ရုပ်ထုတွေဖြစ်ပြီးတိဟပါဟုမင်းရဲ့ဖခင်ရှင်သေကြီးမဟုတ်ပါကြောင်းဒီဗီဒီယိုတွေကနေတစဉ်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမေဆီရိုအနေနဲ့ထင်မယူဆချက်ကလေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ဗျာ။အခုလိုအဆုံးထိအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအလေးတွေကိုတက်လက်နားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့မြစ်တန်လွင် channel ကို subscribe လေးလုပ်ထားပြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ